အက်ကလစီကိုပွဲစဉ်မှာဘာစီကိုနိုင်ငံပြမယ်လို့ကြေွားလိုက်တဲ့ရိုဒီဂိုအားလုံးပဲမင်္ဂလာပါရီယယ်မက်ထရိုနဲ့ဘရာဇီးကျယ်ဝင်ရိုဒီဂိုကတော့လာမယ့်ဘာစီလိုနာသင်းနဲ့အက်ကလစီကိုဒါဘီပွဲစဉ်မှာဘာစီလိုနာကိုနိုင်ယူပြမယ်လို့ကြေွားလိုက်ပါတယ်ရီယယ်မက်ထရိုသင်းကအော်တိုဝါလာထဲမှာဘာစီလိုနာသင်းကိုအင်္ဂွန်းဘာလင်ပြူမှာအက်ကန်ကစားမှာဖြစ်ပြီးရိုဒီဂိုကတော့ဒီပွဲမတိုင်ခင်အခုလိုပဲပြောဆိုသွားခဲ့တာပါရိုဒီဂိုကလာမယ့်အက်ကလစီကိုမှာဘာကိစားပဲရှိရှိကျွန်တော်တို့ဘာစီလိုနာကိုနိုင်မှပြစ်မှာပါပြီးခဲ့တဲ့ရာသီဘာစီလိုနာနဲ့တော့ကရန်ဆိုးရတဲ့ရလဒ်တွေကိုပိုင်ဆိုင်ခဲ့ရပါတယ်ဒါမျိုးတက်ပြစ်လို့မရတော့ပါဘူးဒါကြောင့်ဘာလင်ပြူမှာကျွန်တော်တို့ဘာ ါလဲဆိုတော့ကိုပြတ်သားရပါမယ်လို့ကြုံဝါလိုက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကရီယယ်မက်ဒရစ်တို့အနေနဲ့ဘာစီလိုနာကို၄ချိန်ထိရင်ဆိုင်ခဲ့ရပြီး၄ချိန်လုံးရှုံးပေးခဲ့ရသလိုပြီးတော့ပလာအလုံးကိုလည်းဘာစီလိုတန်လက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်ဒီရာသီမှာတော့ရီယယ်မက်ဒရစ်တို့ကပြောင်းလဲချီချီမာမာပြုလုပ်ထားတာဖြစ်ပြီးကစားသမားသစ်တွေများစွာအပါအဝင်ဒီပြဇာဗီလွန်ဆိုကိုပါခေါ်ယူထားတာကြောင့်လာမယ့်အကလစီကိုပွဲစဉ်ကပရိသတ်တွေအတွက်တော့စိတ်ဝင်စားစရာကောင်းမှသိကြပါတယ်လက်ရှိစီဇန်ကရီယယ်မက်ဒရစ်ကပုံစံကောင်းရနေတယ်လို့ပြောရမှာဖြစ်ပြီး ဘာဇီလိုနာအသင်းကတော့ပုံစံကောင်းပျောက်ဆုံးနေသလိုနောက်ဆုံးနှစ်ပွဲဆက်လေးရှုံးနေထားခဲ့တာပါ။ဒါပြင်လာလီကာမပေးစရာမှလည်း၆ပွဲနိုင်တဲ့ပွဲတည်းတစ်ပွဲရှုံးရမတ်စကူမဲ့နဲ့ဒုတိယနေရာမှာယက်တီနေခဲ့တာဖြစ်ပြီးရီယယ်တို့ကတော့9ပွဲနိုင်တဲ့ပွဲရှုံးရမတ်21မှတ်နဲ့အဆင့်တင်နေရာမှာယက်တီနိုင်နေတာဖြစ်ပါတယ်။ဒီပွဲစဉ်ကရီယယ်နီးပြဇာဗီလွန်ဆိုတော်တော်ပရမာဆိုအက်ကလစီကိုဒါဘီပွဲစဉ်ဖြစ်သလိုဘာဇီလိုနာမှာဒီယာစီခြေစွမ်းပြနေတဲ့မာကာရက်ဖို့အတွက်လည်းပရမာဆိုအက်ကလစီကိုပွဲစဉ်ဖြစ်ပါတယ်။ဒါကြောင့်လာမယ့်အက်ကလစီကိုပွဲစဉ်မှာနီးပြဇာဗီလွန်ဆိုရဲ့ရီယယ်ဘက်ကပဲနိုင်ယူသွားနိုင်မလား။မာကာရက်ဖို့တို့တစ်တိုက်ကပဲဘာနေပြူးမှအောင် ွက်ကန်သွားမလားဆိုတော့အော်တိုဘာလ26ရက်နေ့မှာသောင်းကြည့်ရတော့မှာပဲဖြစ်ပါတယ်